အားလုံးပဲမင်္ဂလာပါရှင်။အာစီသုတ္တဆောင်ရသဆောင် channel မှာကြိုဆိုလိုက်ပါရစေ။ကျမကတော့စုဖြစ်ပါတယ်။ဒီနေ့မှာတော့ဆီယာမာကြီး channel ကျော်မမလေးရဲ့သွေးဝတ္ထုအခန်းဆက်ကိုဆက်လက်ပြီးတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။အားလုံးပဲလိုက်ပါနာဆင်ခင်စားပေးကြပါအောင်ရှင်။မြမပြည်တို့ရောက်တာမကြသေးပဲဖြင့်ယုံမိဆန်အိမြနှက်ဆက်သိရှိနိုင်မှုကိုဥတက်လွင်ကချီးမွမ်းရေမဆုံးနိုင်အောင်ရှိသည်။ ဆီယမမြန်မာဇပွဲလေးကိုကြည့်လို့ရရဲ့လားကြိုက်ရဲ့လားဘာဖြစ်လို့မရရမှာလဲဆရာယူမီဆန်သည်ပြောပြီးနှင်းစီငုံကလေးလိုနှုတ်ခမ်းကလေးကိုပွင့်အားထား၍ဥသက်လွင်ကိုငင်းငင်းဆိုက်ဆိုက်ကလေးကြည့်လျက်ဥသက်လွင်၏မိကွန်းကိုအံ့ဩနေဟန်ရှိလိုက်ပြီးမှထိုအမူအရာကလေးကို ပြန်၍အပြုံးဖြင့်ဖုံးလိုက်သည်တိတ်ကြိတ်တာပေါ့ဆရာကျမဇပွဲကြည့်ရင်ဆိုင်းနှမနေရာရရင်ပူချက် ဆိုင်ပြီးတာလည်းကြည့်ရတယ်။မင်းသားမင်းသမီးအနီးကပ်မြင်ရပါတယ်။တစ်ချိန်ထဲမှာမျက်စိကလည်းကြည့်စရာအများကြီးပဲ။နားကလည်းကြားစရာတွေအများကြီးပဲ။တခါတခါဩဘာဆန်ကကျမနာမှာကပ်ပြီးပြောပြပေးတဲ့အတန်နဲ့ဇက်ကုံမော်ကအတန်နဲ့အတန်နှစ်ခုကို နားထဲမှာ ခွဲထားပြီးမျက်လုံးကလည်းအာယုံတိတ်ဆိတ်ပြီးကြည်ရင်လက်ကလည်းရေးမှတ်ရတော့အားမရဘူးစရာ။ဦးသက်လွင်သည်ယူမီဆန်ပြောသမျှနားထောင်၍မဝါ ကြားလို့မညီဖြစ်နေသည်ယူမီစံစကားပြောတုံးပြောကဲနှောက်ခမ်းကလေးတက်လုံးလုံးလှုံနေပုံမျက်လုံးကလေးချီပုံပြင့်ပုံထစ်เสียအပြုံးများများကလေးဖြင့်အတန်ကလေးကလည်းခဝဲဝဲဝင်းဝင်းတောက်လျက်ရှိသည့်မျက်လုံးကလေးတို့နှင့်လှုပ်ရှားပေါင်းဆက်ထားသည့်ယူမီစံ၏မျက်နှာဝင်းဝင်းလှလှကလေးကိုမျက်တောင်မခတ်ငေးဆိုင်လျက်ကြည့်နေမိသည်ကာကြိုးကဟန်တွေကိုရောဆ iam မနှစ်သက်သလားယူမီစံပြောစရာဆုံး၍စကားရက်သွားလျင် ဦးသက်လွင်သည်နောက်ထပ်ဆက်၍ပြောရန်တရန်တတအာတိတဖြင့်နားဆင်လိုပြန်သည်မောင်မောင်မထမင်းစပွဲ၌ထထွားနိုင်မိအချိန်ကိုသာချောင်းလျက်နေရသည်စကားပြောတော့ထထွားရန်မတင်မှန်းလဲသည့်၍မတင်မကြစိတ်ဖြင့်ထသည့်မထသည့်ထမင်းစပွဲ၌သူတယောက်တည်းစိတ်နှလုံးမကြဘဲဖြစ်နေ၏မင်းသမီးကတဲ့အခါအောက်ကထမင်းနားကိုခက်ပြီးဇက်ကုံမှာပက်ပက်လေပြေးကတော့ရင်ဆရာ ကျမဘယ်လိုပြောရမလဲဆိုရင် ကျမလည်းဇက်ကုံမော်မှာရောက်သွားပါတယ်။သမီးအနားကိုခက်ခက်ပြီးကျမပါမင်းသမီးနဲ့ပါသွားလိုက်တာ။ယူမီဆန်သည်မင်းသမီးနောက်ပါသွားဟန်ကို လက်ကလေးဆန်တန်းလျက်မြောက်ချီဖြန့်ဝဲ၍ပြလိုက်ရင်သဘောတကျအပတရရေမောလိုက်လေသည်။အဘာဒီရရေမောလိုက်ပုံကလေးမှာ အစီအတာမရှိ ရှုတုရှန်တန်မဖြစ် ဖြောင်းစင်ပွင့်လင်းလာခြင်းကြောင့်ယုံမိစံအားချစ်စရာကောင်းသူကလေးရဲ့လို့ပင်ဥသက်လွင် စိတ်ဝဲဆွဲမှတ်သွားသည်နန်းတွင် အပြူတော်အရင်ကောက်ကိုကျမသိကြပါတယ်ဆရာ အပြူတော်တွေကတာတကယ့်အမှုပညာတကယ့်အလှပဲသူတို့ကတာကြည့်ပြီးဒါကြောင့်မင်းတို့မင်းရှင်မရင်မှာမိမတွေအများကြီးရှိတာပဲလို့ကျမစဉ်းစားမိပါတယ်ဥသက်လွင်မှာမအောင်နိုင်သဖြင့်ဟားတိုက်၍ရေလိုက်သည်ဥသက်လွင်ကတဟဟား မောင်မမူကကြွားတော့မြည်မိုးလို့မျက်နှာမှုံမှုံညွညွဆီယမအထက်မြင့်မှပြီးသွားရင်ဆီယမအခုထက်ပိုပြီးမြင့်မှအကြောင်းသိလာမြင်လာမယ်အခုဒီစင်မှာကျောင်းပိန်မှာပကံပုတ်ပါမန္တလေးသွားပါမယ်ရှင်းပြည်နယ်တောင်ကြီးရောဆီယမရောက်ပြီပြီလားဦးသက်လွင်သည်တစ်ချိန်တစ်ချိန်ယူမိစံကိုစိတ်ဝင်စားလျက်ရှိသည် ဂျူမီဆန်၌ရှိသောအရေးချင်းများသည် သူတွေ့ရသည့်တစ်ချိန်ထက်ပို၍ပို၍ထက်မြက်ပြေဝမှုရှိမှန်းကိုသတိပြုမိလေသည်တရင်ကျောင်းကြောင့်ပရက်ကတောင်ကြီးကိုရောက်ပါတယ်တောင်ကြီးအင်းလီပင်တရ ကလုံးရောက်ပြီပါပြီဟိုမှာရာသီဥတုကောင်းတော့ရှမ်းပြည်နယ်ကိုဆ iam မသိကြိမ်မှာပေါ့ချိန်ပါတယ်နောက်တစ်ခေါက်သွားချင်မှသေးတယ်မောင်မောင်ရောရှမ်းပြည်နယ်ရောက်ဖို့တလား မောင်မောင်ငုတ်တုတ်ကြီးဖြစ်နေ၍ယူမီဆန်ကမောင်မောင်ကိုစကားပြောစေခြင်းမြန်သည်။ရောက်ပါတယ်။မောင်မောင်ရှင်းပြနေကိုကြိုက်သလား။သူ့ဘက်သို့လှည့်လာ၍မောင်မောင်ကစကားရှိရှိဝေဝေ မပြောခြင်းသည်စိတ်ဖြင့်ကြိုတင်၍အပိတ်ပြောလိုက်သည်။ဇန်ကုန်ကလွဲပြီးဘဲမှမကြိုက်ပါဘူး။ယူမီဆန်ကရဲမောလိုက်သည်။ရှုမိစံသည်အကင်းပါလွန်သဖြင့်မောင်မောင်အဖြစ်ဤနောက်ွယ်၌ရှိသောအတိဘယ်ကိုရှိစားမိ၍ရှင်းမောခြင်းဖြစ်သည် ဂျပန်ပြည်ကိုဆရာတို့လာစေချင်ပါတယ်ဂျပန်ကိုမရောက်ဘူးချင်မူလားမောင်မောင်ချက်ဘူးချင်ရင်မမခေါ်သွားမယ်လေယူမီဆန်ဤမေကွန်းသည်လျှက်စစ်ဓာတ်လိုက်သလိုမောင်မောင်တကူလုံးကျင်းဆက်သွားသည်ဥသက်လွင်ရှိ၌ဤမေကွန်းမျိုးကိုအမေးခံရသည့်အဖြစ် သူနှလုံးသား၌ပြင်းစွာနာကျင်၍သွားသည်နှုတ်ဖြင့်အပြေမပေးဘဲသူ့ခေါင်းကိုခါရမ်းပြလိုက်သည်ခေါင်းခါရမ်းရင်ရှက်လဲရှက်သွား၏ ယူမီဆန်သည်သူ့အမကိုချက်ချင်းတရိယာကသူ့စကားကိုမြင်မြန်ဖြေ၍ပြောလိုက်ရသည်။မမုံကရန်ကုန်ကလွဲပြီးဘယ်မှမှမကြိုက်ဘူးနော်။ယူမီဆန်သည် ပြောပြီးပြုံးရယ်လိုက်ရသည်။ဆီယမမြန်မာပြည်မှာဘယ်နဲ့နဲ့နေရမလဲ။မမောင်အမူအရာပြက်လျက်ရှိခြင်းကိုတွေ့ရ၍ဥသက်လွင်ကရှင်ခုံးလာလျက်အခြေအနေပြောင်းလိုက်ခြင်းသောဆန္ဒဖြင့်ကောက်မေးလိုက်သည်။နှစ်နှစ်စာကြုံရှိပါတယ်ဆရာ။မြန်မာပြည်အကြောင်းဆီယမစာအုပ်ရေးကျင်တာနဲ့ ဆီယမ်မရဲ့စူဇန်လိလစိန်ရှိမှုကအန်ကိုက်ပေါ့လိလစရာတွေအများကြီးရှိပါတယ်မြန်မာပြည်ရောက်စားကမြန်မာလူမျိုးတွေအပေါ်မှာဆီယမ်မဘယ်လိုများထင်မြင်ချက်ရှိသလဲရှူမီဆန်သည် တောက်ပသွားသော မျက်လုံးအုံဖြင့်သူ့အဖြေကို ပွင့်လင်းစွာဖွင့်ပြောခြင်းမိသည် ပြောရမလားဆရာပြောပါဆရာမမြန်မာလူမျိုးတွေဟာညာတော်အပြင်နောက်ကိုလှည့်ပြီးကြီးတတ်တယ်ဆရာဥပမာဆိုပါတော့ စစ်ကာလအတွင်းကဖြစ်ပျက်ခဲ့တဲ့ကိစ္စအရရက်ကိုပြည်ပြည်လို့အမှတ်မထားဘူး။ကျမသိရသလောက်ဂျပန်အပေါ်မှာအမုန်းစိတ်တက်ရှိနေကြပါတယ်။ကျမတို့ဂျပန်ကနောက်ကိုလှည့်ပြီးမကြည့်တတ်ဘူးဆရာ။ပြီးခဲ့တာဟာပြည်ပြည်ပဲအမှတ်မထားတတ်ဘူး။ဂျပန်မှာဟီရိုရှိမားနဲ့နာဂါဆာကီကိုအမေရိကန်နဲ့အနုမြူပုံးဟာဘယ်လောက်ပြင်းထန်တယ်လဲဆရာ။ဒါပေမဲ့ဂျပန်ကနောက်ကိုလှည့်ပြီးမကြည့်တတ်ဘူး။ စစ်မှာကိုရှုံးနေတာကိုလက်ခံပြီးအနိုင်ရရှိတဲ့နိုင်ငံနဲ့ချစ်ကြည်လှုပ်ပြီးလက်တွဲနိုင်တဲ့စိတ်ထားရှိတယ်။လက်တွဲနိုင်တဲ့စိတ်မျိုးနဲ့နိုင်ငံကိုပြန်ထူထောင်တယ်။မြန်မာနဲ့ဂျပန်ကွာခြားချက်ကိုကျွန်မဒီလိုတွေ့ရပါတယ်။ယူမီဆန်သည်ပြောပြီးမောင်မောင်ဤမျက်နှာကိုဖျက်ကနေကြည့်လိုက်သည်။ယူမီဆန်ဤအကြည့်သည် မောင်မောင်အားတိုက်ရိုက်ပြောလိုက်သည်နှင့်မောင်မောင်ကိုရည်ညွှန်းပုံပေါက်သည်။မောင်မောင်သည် မျက်နှာခမုံမုံဖြင့်မျက်နှာလွှဲပစ်လိုက်သည်။ ကျူမီဆန်ဤစကားကိုဥသက်လွင်သာလျင် မောင်မောင်ကိုတွေဝိုက်ကပြုံးမှန်းပြီးခြင်းကြောင့်မောင်မောင်နားဝင်စီခြင်းမိသည်မောင်မောင်ဘက်မှကျူမီဆန်စကားကိုလက်ခံနိုင်ခြင်းမရှိပေဂျပန်လူမျိုးအပေါ်၌သူ့ထက်နာကြည့်သူ မရှိနိုင်ဆိုသော သူ့ဘဝပေးအသည့်ညာသူ့ခံစားချက်များဖြင့်မိသူဤတွေးဆောင်မှုအောင်မှကိုစင်အရှုံးပေး၍စိတ်ပြောင်းမည်မဟုတ်ကြောင်းသူ့ကိုယ်သူအတိဆုံးဖြစ်သည်ဂျပန်လူမျိုးဟာရိုင်းဆိုင်တဲ့လူမျိုးမှမဟုတ်တာပဲဆရာမရဲ့ လူလူချင်းဆက်ဆံတာတောင်ဘာသာရေးကန်ဆိုင်တယ်လို့ပဲနှိမ့်ချကန့်ညွတ်လိုက်ကြရတာအမှန်တော့ရင်ကျေးတဲ့လူမျိုးပါဦးသက်လွင်သည်ယူမီစင်လူရတို့ရောက်စီအောင်ဆက်ပို့ပေးလိုက်သည်စစ်ဟာတကယ်ရက်ဆက်ကြမ်းကြုတ်ပါတယ်ဂျပန်မှာဟီရိုရှိမားနဲ့နာဂါဆာကီကိုကြည့်ပါစရာလူသားတွေဟာမိနစ်ပိုင်းအတွင်းမှာ ပြာမှုန့်နေဖြစ်သွားတယ်ဘလောက်ဆိုသလဲကျမတော့စစ်ပွဲဆိုရင်လူသက်ပွဲမှုစစ်ကိုအမုန်းဆုံးပဲ ရှူမီဆန်ကမျက်မှောင်ကလေးကော့လျက်သူ့စိတ်ထဲ၌စစ်ကိုခါခါတီတီဖြစ်လာသည့်အတိုင်းရှုံ့မဲ့လျက်ပြောဆိုပြသည်။မမောင်ကငြင်းနေသည်။ဂျပန်လူမျိုးပေါ်တွင်ထားရှိကြသည့်အယူအဆ၌ဥသက်လွင်နှင့်သူနှင့်ကွဲပြားခြားနာခြင်းရှိမှုကြောင့်ဥသက်လွင်အပေါ်၌စိတ်ပြည့်နေသည်။ မောင်မောင်သည်ရှေ့ဆောင်လမ်းပြပြုနေသူတို့၏အလိုတို့လမ်းလျောထောက်ခံသည့်အသွင်မျိုးမဆောင်ပဲရှေ့ဆောင်လမ်းပြပြုနေသူ၏အလိုနှင့်ဖီလာဆန့်ကျင်ဘေးဖယ်နေသည့်အသွင်မျိုးသာပေါ်လေသည်စေအကြောင်းပြောရင်ကျမအဖေရေးတဲ့ကြပြတပုတ်ကျမကောင်းနဲ့ရောက်လာတာပဲဆရာရွှေမိစံသည်သူ့ဖခင်မင်္ဂလာတုံမှရေးဆက်ပို့လိုက်သောမင်္ဂလာတုံမှကြပြလေးကို အမှတ်ရ၍နှုတ်ကထွက်သွားသည်ဆီယမအဖေကကြပြဆရာလား ဦးသက်လွင်သည်အီမေးခွန်းကိုမင်းမိသားမေးရသည်ယူမီဆန်နှုတ်ပြမှဘာရီများထွက်လာမလဲဟုပူပန်ကြောင်းကြစိတ်ကတထိတ်ထိတ်ဖြစ်လျက်ရှိသည်အဖေရကပြားရေးပါတယ်ပကြီဆွဲပါတယ်အမှုပညာရှင်တယောက်ဖြစ်ပါတယ်စိတ်အတွင်းကစစ်မှုထမ်းရတယ်မြန်မာပြည်မင်္ဂလာတုံမှာနေဖူးတော်ပါသေးတယ်ဦးသက်လွင်ဤမျက်လုံးများသည်ပြူးကျဲသွားသည် မောင်မောင်သည်ယူမီဆန်၏မျက်နှာကိုဖျက်ခနဲဝှေ့၍ကြည့်မိသည်မောင်မောင်အကြည့်တွင်သူ့အဖေကမြန်မာပြည်ရဖူးတကောဆိုသည်အမုန်းဝင်သောအကြည့်မျိုးဖြစ်တော်လဲဦးသက်လွင်၏အကြည့်မှာယူမီဆန်ဖွင့်ပြောမှမစောဘူးလားဆိုသည်အတိပယ်ရောက်သည့်အကြည့်စိုးရင်ကြီးဆ iam မအဖေကမြန်မာပြည်ရဖူးတာကို သူရေးတဲ့ကဗျာကဘလို့ကဗျာမျိုးလဲဆ iam မဦးသက်လွင်သည်ဟန်ဆောင်၍ပြောရပြီးတက်မကိုပင့်ငါချလျက် ကျင်းတမမဖြစ်နေရသည်။ကဗျာကရိုးရိုးလေးပါပဲဆရာ။ကျမငါးနှစ်ပြည့်တဲ့မွေးနေ့မှာ သူ့ရေးပြီးမင်္ဂလာတောင်းကပို့လိုက်တာပါ။ရှုမိဆန်သည်မျက်နှာကလေးကိုအောက်သို့မချတချဖြင့်ချလျက်ဂျပန်ကဗျာကိုမြန်မာဘာသာပြန်ပြရန်စဉ်းစားလိုက်သည်။ဥစကာနိုင်ငံရဲ့ချားဘာသာတင်သိပ္ပံကြောင့်၌ဂျူမီဆန်နေခဲ့စဉ်က မင်္ဂလာတုံမှအမည်ရှိသော ဖခင်ဤကဗျာကိုဂျပန်ဘာမောက်ခါက ရှုမိဇံအားမြန်မာဘာသာပြန်ပြပေးဖို့သည်မြန်မာစကားပြေပြန်ပေးထားသည့်စကားလုံးများကို အလွတ်ရထားသည့်အတွက်စိတ်ထဲ၌အစီအစဉ်ချလျက်ရွတ်ကြည်ပြီးမှအတန်ထွက်၍ခက်ဖြည်းဖြည်းရွတ်ဆိုပြသည်ရှင်နေ့၅နှစ်ပြည့်သည့်ရှုမိမွေးနေ့မွေးနေ့ပွဲတွင်ပျော်ရွှင်စွာရက်တောင်အကဖြင့်ရှင်းလွှဲ၍ကပြနေဟန်ရှုမိစံဤချစ်စရာတံတန်းကို ဘကြီဆွဲရန်ပြင်းထန်ပါပြီငါစန္ဒာလူဘဝလူတယုတ်ကို အသက်သွင်း၍ဖော်ထုတ်ပြရန်စုတ်တန်ကငါလက်တွင်မရှိငါလက်၌စုတ်ကန်၍ရှိရသည်ကတနံရှုမိစံဤအတန်သည်ရက်ဆိုင်သွားသည်တခဏငြိမ်သက်လျက်ရှိနေပြီးမှကဗျာရဲ့မြန်မာအတိဘေကဒီလိုအတိဘေရှိပါတယ်ဆရာဟုအတန်ထွက်လာသည်ရှုမိစံဤဘာသာပြန်ချက်သည် ဥတက်လွင်ဤစိတ်နှလုံးကိုယူကြုံမတက်ရှိတော်သည်မြမစကားပြေကို လေးလေးမှန်မှန်ရုပ်ဖက်သွားသည့်အခါတွင် စာတန်ပေတန်ဖြင့်ပြီးပြီးတတတက်လုံးချင်းထွက်လာခြင်းကြောင့်ယူမီဆန်ကို မချီကျူးပဲမနေနိုင်အတိဘယ်ပြန်ပြနေစဉ်မျက်လုံးမြစ်ဖန်နှင်းတကွာစုပ်တန်ကင်ပြတနတ်စုပ်ပြသောလက်ဟန်လဲပါဝင်၍ကူထားသည်ဖြင့်ကြပြဤအတိဘယ်သည်ပူမို၍လေးနဲ့သည် ကပြားလေးရဲ့အဓိပ္ပာယ်ကကောင်းလိုက်တာဆရာမရဲ့အဓိပ္ပာယ်လေးနဲ့ပါတယ်ဂျပန်ပကြီနဲ့ဂျပန်ကပြားလေးတွေဟာရိုးရိုးရှင်းရှင်းဒီအတိုင်းပါပဲဒါပေမဲ့စုတ်တန်တဲ့တနက်အနောက်မှာအဓိပ္ပာယ်တွေကတထွေးကြီးပါပဲဆရာမချူမီဆန်ဒီမောင်မောင်ကိုဤကပြားသည်မောင်မောင်ဖခင်ရေးခဲ့သောကပြားဖြစ်ကြောင်းတလက်ဆရဲဖွင့်ပြောလိုက်ခြင်းဒီမှာတပိုင်းတည်နေလေသည်ဖွင့်ပြောရင်မတတ်နိုင်ချာသောသူ့အဖြစ်ကိုတနှုံနှုံခံစားဝန်းနေလျက်ရှိသည် ဘာသာပြန်ထားတာဆရာမလက်ရလားမဟုတ်ပါဘူးဆရာဂျပန်ပြည်ကပမောက်ခလက်ရပါကျမအတွက်စကားပြေပြန်ပေးပါတယ်မြန်မာပြည်ကပြန်လာရင်ဒီကဗျာကိုမြန်မာကဗျာပြန်ရေးခဲ့လို့မှားလိုက်ပါတယ်ကျမကိုမြန်မာကဗျာပြန်ရေးတက်ဖို့ကဗျာသင်ပေးပါဆရာမောင်မောင်ဒီငိန်လေးရဲ့နေရာမှာဆက်ခနဲလှုပ်သွားသည်ယူမီဆန်ကဗျာသင်ခိုင်းခြင်းကိုသူ့စိတ်ထဲ၌မကြည်ပြူနိုင်သဖြင့်စိတ်လှုပ်ရှားသွားသည့်အတွက်လူပါလှုပ်သွားသည် မျက်လုံးများကလည်းရွေလျားနေလျက်ခုံပေါ်မှပကံကြည့်လိုက်ထရင်ကြည့်လိုက်ဟိုကြည့်တီကြည့်ကျွန်တော်တင်ပေးပါမယ်ဆီယမ်မဆီယမ်မနဲ့ကျွန်တော်အားမဲ့အချိန်ညှင့်ကြတာပေါ့ဆီယမ်မအဖေရဲ့ကြပြာကိုမြန်မာကြပြာတစ်ပုတ်ဖြစ်အောင်ကျွန်တော်ကူညီပါမယ်မောင်မောင်မကြည့်ဘူးမန်းမောင်မောင်စိတ်ကိုဥသက်လွင်ရှိမိပုံမရတော့လဲယူမီဆန်ကရှိမိသည်စီသည်ဥသက်လွင်ဤကူညီချက်ကိုဝမ်းမြောက်ခြင်းမဖြစ်နိုင်မယ်ရှင်တဲ့၌ဆွေး၍သာလာသည် ရမအဖေကစင့်တဲ့သူနဲ့တခြားစီပါပဲလားယူမီဆန်ရင်းစိုးလျက်ပင်ရှိသည် မောင်မောင်သည်ယူမီဆန်ငြိမ်ကြသွားခြင်းကိုအကဲခတ်မိသည်ယူမီဆန်တိတ်ဆိတ်နေရမှ မောင်မောင်၌အတွေးတစ်ခုပေါ်လာသည် သူ့အတွေးထဲမှာဂျပန်တွင်ဆစ်ရှုံးပြီးပြေးရလို့သာနှုတ်မို့ဆိုရင် တနိုင်ငံလုံးဒီထက်အဖြစ်ဆိုးမယ်ဆိုသောသူ့အတွေးခေါ်နေသူတမျောတခေါ်ကြီးတွေးလျက်ယူမီဆန်သည်ရင်းစိုးစိုးဖြင့်အနိုင်နိုင်ပြန်၍ပြောသည် ဒီချင်းကဆရာဂျပန်မှာယောက်ျားအလုံးဘယ်သူမှမစိုးစစ်တဲရောက်နေပါတယ်။ကျမအဖေစစ်တက်သွားတော့ကျမဆယ်လာသမီးပဲရှိသေးတယ်။အမေကကျမကိုမွေးတဲ့နေ့မှာတည်သွားတယ်။ကျမအဘွားကကျမကိုမွေးပါတယ်။ကျမအဖေကိုမမြင်ဘူးပါဘူး။စစ်ပြီးတော့လေအဖေကစစ်တုံမှန်ဖြစ်နေလို့ချက်ချင်းမတွေ့ရဘူး။ကျမ15နှစ်သမီးအရွယ်ရောက်မှကျမအဖေကိုတွေ့ရတယ်။အဖေကိုပြန်တွေ့တော့လေအဖေကကြာကြာမနေရပါဘူး။ မမားလို့တည်သွားပါတယ်ရှုမိဆံမှာသူ့အဖေချောင်းကိုဥသက်လွင်အားပြောပြနေတယ်လို့လို့ဖြင့်မောင်မောင်သိရှိစီရန်မောင်မောင်ကိုပြောပြနေခြင်းပင်ဖြစ်သည် သူများအဖေအချောင်းကြားသိရသဖြင့်မောင်မောင်မှာသူ့အမေအချောင်းကို သူတရိယာရန်ဆော့ပေးနေတဲ့ကဲ့သို့ဖြစ်လာသည် မောင်မောင်သည်ဥသက်လွင်တို့အတန်များနှင့်ဝေးရသို့ရောက်သွားသည် သူ့စိတ်အာယုံထဲ၌သူ့ဘဝမှာမပြင်းပြင်းပဲမှုံ၍သာနေသည် ဆက်ဆရာကောင်း၍သူမသိခြင်းပဲထားသော သူ့ဘဝအသည့်သည်ငုတ်ွယ်နေရကခေါင်းပြူ၍ထွက်လာပြန်သည် အမှန်စင်စစ် မောင်မောင်သည် သူ့ဘဝကို သူပြီးပြင်းအောင် ရှိခဲ့ရသူမဟုတ်ပေသူ့မိသည်ဆုံးပြီးနောက်အခါလေအရွယ်မတိုင်မီမှ၅နှစ်သားအထိ သူ့ကိုမွေးမြူခဲ့သည့်အဘိုးဦးဆိုင်ကို အဖေအရင်ပင်မှတ်တင်ခဲ့သည်၅နှစ်သားအရွယ်၌ဦးဆိုင်တည်ဆုံးသွားသဖြင့်ဦးဆိုင်လက်မှကိုထွန်းမောင်နှင့်သူစနီးမပွေးတို့လက်ထဲရောက်ရှိသွားသည် မပွေးနှင့်နေရသည့်အခါကြမှာပင်နှင့်အဖေကဂျပန်ကြီးဟုမပွေးကရောအများကပါပြောလာကြသည်ထိုအခါမောင်မောင်ကဟုတ်ဖဲနဲ့ဟုတ်ဖဲနဲ့ဟုပြန်၍ပြောတတ်သည်သူ့ကိုဒီအကြောင်းပြော၍ကြီးစေကြလျင်သူ့ထံမှဝါခနဲ့ငိုတန်ကြလျင်လည်းကြားရသည်သို့မဟုတ်သူ့အဖေဂျပန်လို့ပြောရမလားစိတ်ဆိုးကနှစ်ဖူးနှင့်ကျန်းနှင့်စောင့်၍လည်းငိုပြတတ်၏ နှစ်ဖူးနေကျင်းနဲ့ဆောင်ရည်ငိုပြမာကိုမြင်ကျင်ကြတိုင်းတယောက်တစ်ပေါက်မောင်မောင်ကိုဝိုင်းစားကြကတဝါဝါတဟားဟားဖြင့်ပွေးကြလျက်ရှိကြ၏သူပါကြီးထူမောင်ကကြိုက်စကားចောင်းသူမပူမီမင်းအဖေဟာဂျပန်ဥဆိုင်ကမင်းအဖိုးဟုနှစ်ယောက်ချင်းပြော့ပြဘူး၏ဓာတ်ပုံကို ထုတ်ပြ၍လည်းမြင်လိုက်ရ၏ဓာတ်ပုံထဲကလူကိုအဖေးဟုလည်းမမှတ်လူဟု၍လည်းမထင်အယုတ်တယုတ်လိုပင်မှတ်ကယုံကြည်မှုလည်းမထား ဆွဲလန်းမှုလည်းမရှိကရုတ်ရတွင်ဥဆိုင်တီးဆုံးသွားပြီးသည့်နောက်ပိုင်း၌မောင်မောင်ဘွားကိုမောင်မောင်အားမြည်သူမြကာကနာနာပြောပြနိုင်တော်သူကလည်းထိုရွာ၌တယောက်မှမရှိဖျားလေးရွာ၌သူ့အဖေနှင့်သူ့အမေဂျပန်ခေတ်ကမင်္ဂလာဆောင်ရွက်ယူကြမှန်းပင်ယူမီဆန်သိရှိလာတဲ့ကဲ့သို့မောင်မောင်ကသိရသူမဟုတ်ချေဥသက်လွင်လက်ထဲရောက်မှကျောင်းနေရတော့မှတစတစဂျပန်ခေတ်ကဂျပန်အကြောင်းကိုကြီးကြီးလေးလေးသိရသည် သူ့အတွင်သူ့အထင်သည်ငုတ်ရကပေါ်လာရနိုင်သူ့အမေတရံမှာသူ့လက်ကိုလှုပ်အောင်ရုန်းကန်လျက်ရှိသည်သူ့အမေကိုအနိုင်ကျင့်ဆွဲခေါ်နေသည့်သူ့အဖေဖြစ်မိဂျပန်ကဂျပန်စကားဖြင့်ဗာစကားတွေပြောမှမသိအာလုတ်တန်ရှာလုတ်တန်ဖြင့်ပြောလျက်ရုံရင်ကြမ်းတမ်းစွာဆွဲခေါ်ကမောင်မောင်ဤစိတ်အာရုံ၌ထင်ရင်းမြင်လျက်ရှိသောထိုတရံတို့ကိုရှေ့ဆက်၍မမြင်အောင် မျက်လုံးတို့မှ ပြမိုင်းလာသည် လီမုန်တိုင်းကျလာသည့်အခါကမ်းမ၌လှိုင်းလုံးကြီးများပြင်းထန်စွာရိုက်ပုန်နေတကဲ့သို့မောင်မောင်ဤအသေးနှလုံးများသည် သူ့ယင်ကို ပြင်းထန်စွာရိုက်ပုတ်လာသည်မောင်မောင်သည် ထမင်းစပွဲမှတအားကျုံ၍ထလိုက်ကမိဘဆောင်ဘက်သို့ အသာထွက်သွားသည်မမောင်နေရာမှထသွားသွားချင်းယူမီဆန်က သူ့ကိုယ်လေးကို ရှေ့သို့ကမ်း၍လေးတန်ဖြင့်ကြပြာကြပြောလိုက်သည်ကျမနည်းနည်းစပြောထားတာကောင်းတယ်မဟုတ်လားဆရာ ောင်းတယ်ဆီယမကောင်းပါတယ်ဥသက်လွင်ကသဘောကျသဖြင့်ထောက်ခံလိုက်သည်မြို့ဘုခန်းထဲမောင်မောင်ရောက်လာ၍ကုမြဖွေကမျက်နှာအိုးအိုးဖြင့်စီးဆိုလိုက်သည်ငါ့ကိုပြောစမ်းပါမြို့သည်ဘယ်နှတောင်းထက်လိုက်သလဲငါရေစိန်ထတာသုံးနောက်မှာကွခုနှစ်တောင်းအီအဖြေပေးရ၍မောင်မောင်ကျင်းနဲ့အားရ၍ဥမျိုးလာသည်မင်းကွာသူကမြတ်သိဆက်သွားရှာတယ် ခမင်းစပွဲ၌ယူမီဆန်မချီမဆန်ထွန်းထွန်းလူဆက်နေပြီးတကယ်သူမောင်မောင်က ကိုမြဖေကိုရှုံမဲ့လျက်မချီမဆန်ဆက်ပြနေလေသည်အချင်းပင်နားဆင်နေကြသူတဦးတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်အပိုင်းဆက်ကိုလည်းဆက်လက်ပြီးတင်ဆက်ပေးသွားမှာမို့စောင့်မျှော်အားပေးကြပါအောင်နော် နောက်ထပ်နောက်ထပ်တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စာပေတွေပညာပင်သုတရတဆောင်းပါးတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်အားလုံးဘေးကင်းကျန်းမာကြပါစေရှင်